မင်္ဂလာပါခင်ဗျာအလင်းဥတိုင်းနိုဝင်ဘာလ30ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့ရှေးဟောင်းမော်တော်ယာဉ်များကိုတမတ်တန်ချင်းဖြင့်ပြန်လည်မှတ်ပုံတင်ပေးမယ်ဆိုတဲ့သတင်းနေပြည်တော်ရှိကျေးမွန်စစ်ရုံမှာလိုင်စင်သက်တမ်းကုန်ဆုံးနေခြင်းတရားဝင်စစ်ကူသားခွင့်မရှိတဲ့ဆရာဝန်အထူးကူဆရာဝန်များထားရှိတာကြောင့်လုပ်ငန်းများရပ်ဆိုင်းခံရတယ်ဆိုတဲ့သတင်းရုရှားသမ္မတပူတင်ဒီဇင်ဘာတွင်အိန္ဒိယသို့သွားရောက်မယ်ဆိုတဲ့သတင်း တရုတ်နိုင်ငံရင်းနဲ့ပတ်သက်ပြီးတရုတ်ကိုရံမစရင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်ဝန်ကြီးချုပ်တာကာအီချီအားပြောကြားခဲ့တယ်ဆိုတဲ့သတင်းကိုဂျပန်ညင်းဆိုတယ်ဆိုတဲ့သတင်းပြိုင်ပွဲဆိုနောက်ဆုံးဆက်နက်ပွဲမှာကိုဘဲအထိရှုံးနေထားပေမဲ့မိမိရာထူးအတွက်စိတ်မပူဘူးလို့လီဗာပူးနီးပြအာနေဆက်လော့ပြောကြားတယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းကိုတင်ဆက်ပေးပါပါဥဆောင်သတင်းပေါ်အနေနဲ့ရှေးဟောင်းမတော်ရင်များကိုတမတ်တန်ကြီးဖြင့်ပြန်လည်မှတ်ပုံတင်ပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ ရှင်းဟောင်းမတော်ရင်များကိုသတ်မှတ်တံခြေဖြင့်ပြန်လည်မှတ်ပုံတင်ပေးမှာဖြစ်တယ်လို့ပို့ဆောင်ရေးနှင့်စက်သွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်1980မော်ဒယ်နဲ့ရင်းမတိုင်မီရှင်များကိုရှင်းဟောင်း classic ရှင်များအဖြစ်သတ်မှတ်တံခြေဖြင့်ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမှာဖြစ်ကြောင်းမှတ်ပုံတင်ဆောင်ရွက်ရတွင်မူလမှတ်ပုံတင်ထားရှိခဲ့သောရှင်များကိုပြန်လည်မှတ်ပုံတင်ပေးမှာဖြစ်ပြီးရှင်အမတ်အားရောက်ရှိရှင်အမတ်အသစ်ဖြင့်သတ်မှတ်ပေးမှာဖြစ်ကြောင်းရခိုင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ရှင်များကိုမှတ်ပုံတင်ထုတ်ပေးမှာမဟုတ်ကြောင်းဝန်ကြီးဌာနကထုတ်ပြန်ပါတယ် ရှင်ဟောင်ကလပ်စီရင်များအဖြစ်ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ခြင်းအား2025ဒီဇင်ဘာတရက်မှ2026မတ်လကုန်ထိသက်ဆိုင်ရာကုလန်ပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနတွင်ဆောင်ရွက်နိုင်တယ်လို့ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဆက်လက်ပြီးတော့နေပြည်တော်ရှိကျင်းမုံစက်ရုံမှာလိုင်စင်သက်တမ်းကုန်ဆုံးနေခြင်းတရားဝင်စေကူသားခွင့်မရှိတဲ့ဆရာဝန်အထူးကဆရာဝန်များထားရှိတာကြောင့်လုပ်ငန်းများရပ်ဆိုင်းခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ နေပြည်တော်ရှိကျေးမွန်စေယုံမှာလိုင်စင်သက်တမ်းကုန်ဆုံးနေခြင်းတရားဝင်စေကူသားခွင့်မရှိတဲ့ဆရာဝန်အထူးကူဆရာဝန်များထားရှိခဲ့တာကြောင့်လုပ်ငန်းများရပ်ဆိုင်ခံရတယ်လို့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ် နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ဂျေးမွန်စေးယုံကိုပိတ်သိမ်းခံရခြင်းနဲ့ပတ်သက်ပြီးတရင်ဌာနချုပ်ရဲ့မေးမြန်းမှုအပေါ်ကျမယုံညီဌာနကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါစေယုံမှာနေပြီးတော့တခိနာတီတီမျိုးနဲ့မှာတည်ရှိပြီး၎င်းစေယုံကိုဂျမိုင်ဝန်ကြီးဌာနကရှောက်တခင်ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။အဲ့လိုရှောက်တခင်ဝင်ရောက်စစ်ဆေးရာမှာလိုင်စင်တန်းကုံဆုံးနေခြင်းတရားဝင်စေကူတာခွင့်မရှိတဲ့ဆရာဝန်အထုကဆရာဝန်များထားရှိခြင်းတို့တွေ့ရှိရတဲ့အတွက် လူနာများအကျုံးဟာ၎င်းစေယုံအားလုပ်ငန်းများရပ်ဆိုင်းထားရခြင်းဖြစ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဆက်လက်ပြီးတော့ရုရှားသမ္မတပူတင်ဒီဇင်ဘာတွင်အိန္ဒိယသို့သွားရောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ရုရှားသမ္မတဗလာဒီမာပူတင်သည်အိန္ဒိယဝန်ကြီးချုပ်နရန္ဒရာမိုဒီ၏ဖိတ်ကြားချက်အရဒီဇင်ဘာ၄ရက်နေ့ဒီဇင်ဘာ၅ရက်တွင်အိန္ဒိယသို့နိုင်ငံတော်ခီးစဉ်ဖြင့်သွားရောက်လိမ့်မယ်လို့ကရင်မလင်နန်းတော်ကနိုဝင်ဘာလ၂၈ရက်နေ့ကထုတ်ပြန်ပါသည် ဂါဇာနှုတ်ဟာနိုင်ငံဆက်ဆံရေးရဲ့ကဏ္ဍအလုံးကိုဆွေးနွေးခြင်းဒေတာတွင်းနဲ့နိုင်ငံတကာရေးကိစ္စများကိုဆွေးနွေးခြင်းများပြုလုပ်မှာဖြစ်ပြီးကုန်သွယ်ရေးသဘောတူစာချုပ်များကိုလည်းလက်မှတ်ရေးထိုးလိုက်မယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ရုရှားကယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလကတည်းကအိန္ဒိယဟာရုရှားထံမှရေနံများကိုလျှော့ဈေးများနဲ့ဝယ်ယူနေတာကြောင့်အိန္ဒိယနဲ့အနောက်နိုင်ငံများကြားဆက်ဆံရေးတင်မာခဲ့ပါတယ်။ အမေရိကန်သမ္မတနယ်ထရန့်ကလည်းအိန္ဒိယဟာရုရှားရဲ့စစ်ပွဲအထုတ်ကျိုးပဲ့မှုများအတွက်ငွေကြေးအထောက်အကူဖြစ်စေတဲ့ရုရှားထံမှရင်းနှံများကိုဝယ်ယူနေကြောင်းဆွဆွဲခဲ့ပြီးအမေရိကန်တို့တင်ပို့တဲ့အိန္ဒိယရဲ့ပို့ကော်များစုပေါင်းကုန်သွယ်ခွန်90ရာခိုင်နှုန်းတိုးမြင့်ခဲ့ပါတယ်။ဆက်လက်ပြီးရောတရုတ်တိုင်းပြည်ချင်းနဲ့ပတ်သက်ပြီးတရုတ်ကိုရန်မစရန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်ဝန်ကြီးချုပ်တာကာအီချီအားပြောကြားခဲ့တယ်ဆိုတဲ့သတင်းကိုဂျပန်ချင်းဆိုတဲ့သတင်းကိုတင်ဆက်ပြီးပါပါ။ တရုတ်တိုင်ပေရင်းနဲ့ပတ်သက်ပြီးတရုတ်ကိုရမစရန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီကို ပြောကြားခဲ့တဲ့ဆိုတဲ့သတင်းကိုဂျပန်ကငြင်းဆိုခဲ့တယ်လို့အေဂျင်စီရဲ့သတင်းတွေဖော်ပြခဲ့ပါတယ်။ထရန့်ဟာတာကာအီချီနဲ့ဖုံးဆက်သွဲပြောဆိုချိန်အတွင်းတရုတ်တိုင်ပေအရေးနဲ့ပတ်သက်ပြီးတရုတ်ကိုရမစရန်တိုက်တွန်းခဲ့တယ်လို့နိုဝင်ဘာလ29ရက်နေ့မှာ The Wall Street Journal ကဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းဟာဟုတ်မှန်ခြင်းမရှိကြောင်း ဂျပန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူကနိုဝင်ဘာလ29ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ဒါပေမဲ့ကီဟာရာကထရန့်နဲ့တာဂါအီချီတို့ကြောင့်ဖုံးဆက်တွေပြောဆိုမှုရဲ့သေစိတ်အကြောင်းအရာများကိုပြောကြားခဲ့ခြင်းမရှိပါဘူး။ယခုလအစောပိုင်းက တာကာအီဂျီဟာဂျပန်လွှတ်တော်မှပြောကြားခဲ့တဲ့မှတ်ချက်စကားအတွင်းတရုတ်နေနဲ့တရုတ်တိုင်းပြည်ကိုတိုက်ခိုက်မယ်ဆိုပါကဂျပန်ကစစ်ရေးနဲ့ဂျာဝင်ရလိမ့်မှာဖြစ်ကြောင်းပြောကြားခဲ့တာကြောင့်နိုင်ငံတင်းမာမှုများမြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီလိုတင်းမာမှုများဖြစ်ပွားပြီးတဲ့နောက်နိုဝင်ဘာ24ရက်နေ့မှာထရန်နေတရုတ်သမ္မတရှီကျင်းပင်တို့ဖုံးဆက်သွယ်ပြောဆိုမှုတွင်ရှိကတရုတ်တိုင်းပြည်ဟာစစ်ပွဲလွန်နိုင်ငံတကာခင်းကျင်းမှာတရုတ်ရဲ့ခွဲခြားများတဲ့အစိပ်ပိုင်းဖြစ်ကြောင်းပြောကြားခဲ့တယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ The Wall Street Journal သတင်းစာရဲ့ဖော်ပြချက်တွေမူ Trump နဲ့ Xi တို့ဖုံးဆက်သွဲပြောဆိုပြီးမှ Trump ကတာကာအီချီနဲ့ဖုံးပြောခဲ့ပြီးတရုတ်တိုင်းပြည်ရေးနဲ့ပတ်သက်ပြီးတရုတ်ကိုယမဆရန် ပြောကြားခဲ့တယ်လို့အဲ့ဒီဖုံးခေါ်ဆိုမှုနဲ့ပတ်သက်ပြီးနီးစပ်တဲ့ဂျပန်ရာရှိနှစ်ဦးနဲ့အမေရိကန်နိုင်ငံသားတဦးကိုကိုးကားပြီးဖော်ပြခဲ့ပါတယ်။နောက်ဆုံးသတင်းမို့ရင်တိုင်ပွဲဆိုနောက်ဆုံး၁၂ပွဲမှာကိုယ်ပဲထိရှုံးနေထားပြီမြေမိရာထူးအတွက်စိတ်မပူဘူးလို့လီဗာပူးနီးပြအနေဆက်လို့ပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ လဘာဘူးအသင်းအနေနဲ့1954ခုနှစ်နောက်ပိုင်းပထမဆုံးအဖြစ်ပြိုင်ပွဲဆုံးနောက်ဆုံး12ပွဲမှာ6ပွဲထိရှုံးနိမ့်ထားပြီးမယ်မိမိရာထူးအတွက်စိတ်မပူဘူးလို့နီးပြဖြစ်သူအာနယ်ဆလောကပြောကြားခဲ့ပါတယ်လဘာဘူးသင်းဟာနောက်ဆုံး3ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးပြိုင်ပွဲဆုံးနောက်ဆုံး12ပွဲမှာ3ပွဲသာအနိုင်ရခဲ့ခြင်းဖြစ်ပါတယ်ဒီအချိန်ဒီဟာ1953ခုနှစ်နိုဝင်ဘာကနေ1954ခုနှစ်ဇန်နဝါရီလအတွင်းစနစ်ပွဲကစားရာမှာ6ပွဲရှုံးနိမ့်ပြီးရဲ့နောက် ရှုံးပွဲအများဆုံးဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါကြောင့်အနာဂတ်အတွက်စိုးရိမ်မှုရှိနေပြီလားလို့မေးမြန်းမှုအပေါ် slogan ကျွန်တော်မစိုးရိမ်ပါဘူး။ကျွန်တော်ဆိုလိုချင်တာကကိုယ့်ရဲ့ယာရူကိုစိုးရိမ်နာတဲ့အခြားယာရီကိုအာယုံစိုက်ထားတယ်လို့ပြောချင်တာပါ။ကစားသမားတွေကိုကူညီပေးဖို့ခွဲချမ်းစိတ်ဖြာပြီးသုံးသပ်ဖို့ကျွန်တော်တနိုင်တဲ့လောက်စူးစမ်းနေပါတယ်။ပြီးခဲ့တဲ့ရာသီကလို့ကျွန်တော်မလုပ်ဘူးဆိုတာသိကြပါတယ်။ ဘာလဲဆိုတော့တဦးကျဲမှားရီအကြောင်းပြောတဲ့အခါဒါရီကအသင်းလိုက်အထုတ်မှုစီကရောက်လာတယ်လို့ကျွန်တော်ထင်နေ။ဒါကြောင့်ကျွန်တော်ပူကောင်းအောင်လုပ်ဖို့လိုပါတယ်။အသင်းကိုတိုးတက်လာအောင်နေတိုင်းစူးစမ်းနေတာကဒါပါပဲ။ဒါကကျွန်တော်အတီးကအာယုံစိုက်ထားတဲ့အရာပါလို့ဖြေကြားခဲ့ပါတယ်။လီဗာပူးသင်းရဲ့ရလဘိုင်းခြေနေကြောင့်စလော့ဟာရီမီယာလီကထုတ်ပေးခံရနိုင်တဲ့နီးပြရေပန်းစားမှုစီးမှာဒုတိယနေရာရောက်ရှိလာကြောင်းသိရပါတယ်။ လစ်အသေးနီးပြဖာကဲကအလေးပေးမှု ရှစ်အချိုးဆက်တဲ့နေ့ရေပန်အဆအဆုံးဖြစ်နေပြီးစလော့ကငါးချိုးတနေ့ဒုတိယနေရာရပ်တည်နေတာပါလေမတိုင်းနိုဝင်ဘာလ30ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကျေးဇူးနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ